နှစ်ပေါင်းများစွာအာနာရှင်လှုပ်လာခဲ့တဲ့ဆီးရီးယားကအာဆတ်ကိုလက်နက်ကင်တပုံအဖွဲ့ကဖြုတ်ချပြီးအစိုးရတက်လှုပ်လာခဲ့တာခုဆို၅လကျော်သွားခဲ့ပါပြီအာနာရှင်အစိုးရပြုတ်ချသွားပေမဲ့တိုင်းပြည်ကတော့ခုထိမငြိမ်သက်သေးသလို တိုင်းပြည်ထဲကြံနေခဲ့တဲ့အာနာရှင်ထောက်ခံသူတွေတစ်ချိန်ကအာနာရှင်နဲ့အဆင်ပြေခဲ့တဲ့အဖွဲ့တွေနဲ့အာနာရှင်ဖိနှိပ်မှုကိုခါစီခံခဲ့ရသူတွေကြားထဲကပြိပခါတွေတစားထက်တစားကြီးမာလာပါတယ် လက်ရှိအိမ်ဆောင်အစိုးရကတော့လွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲကျင်းပသွားနိုင်မှုပြောဆိုထားပြီးအသွင်ကူးပြောင်းရေးကာလတရားမျှတမှုနဲ့အရင်ကကျူးလွန်ခဲ့တဲ့စစ်ရာဇဝဲမှုတွေကိုလည်းဖော်ထုတ်ဖို့ကတိပေးထားပါတယ်။ခုချိန်ထိပျောက်ဆုံးနေစေပြည်သူတွေကိုရှာဖွေဖို့နဲ့အာဆက်လက်ထက်ကရှိခဲ့မှုတွေဓာတ်ရုပ်လက်နက်တွေကိုပြန်ရှာနိုင်ဖို့ကော်မတီလည်းဖွဲ့ထားပါတယ်။အိမ်ဆောင်အစိုးရကဆွန်နီအစ္စလမ်ဖြစ်တာကြောင့်မို့လို့နိုင်ငံတွင်းကတခြားဆွန်နီမဟုတ်တဲ့လူနည်းစုဘာသာဝင်တွေနဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ယုံကြည်မှုကိုတော့မရနိုင်သေးပါဘူးဒီထဲမှာ Druze လူမျိုးစုနဲ့ Alawite Islam ဘာသာဝင်တွေရဲ့ပြဿနာကထိတ်ဆုံးမှရှိနေပါတယ်ဒီ Druze Alawite နဲ့လက်ရှိ Syria တပ်ဖွဲ့ဝင်တွေကြားကပြဿနာဟာအနာဂတ်မှာဘယ်အတိုင်းတာထိဆက်သွားလိမ့်မလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့ရဲ့ကွဲပြားတဲ့ယုံကြည်မှုတွေနဲ့မကပဲဒီအုပ်စုတွေရဲ့နောက်ကနိုင်ငံရေးကစားကွက်တွေအကြောင်းပဲဖြစ်ပါတယ်။ ဒီနေ့တော့ဆီးရီးယားမှာလက်ရှိပြဿနာတက်နေတဲ့ Druze လူမျိုးစုသူတို့ရဲ့အရေးပါပုံအလာဝိုက်တွေရဲ့အခန်းကဏ္ဍပြီးတော့ Israel ရဲ့ Syria ပေါ်မှာကျူးကျော်တိုက်ခိုက်မှုတွေနဲ့ပြည်တွင်းမှာကြံနေခဲ့တဲ့အာဆတ်ထောက်ခံသူအုပ်စုတွေအကြောင်းလေ့လာကြရမှာဖြစ်ပါတယ် 2021အာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံရဲ့အခြေအနေကိုပြောကြတဲ့နေရာမှာဆီးရီးယားကိုအမြဲတမ်းနမူနာပေးကြလေရှိပါတယ်2017အာရတ်နေဦးကစလိုက်တဲ့ဆီးရီးယားပြည်တွင်းစစ်ဟာ14နှစ်နေပါကြာခဲ့ပါတယ်2021ကစခဲ့တဲ့မြန်မာနေဦးကတော့ခုဆို6နှစ်ကျော်ရှိတော့ပါပြီဆီးရီးယားနိုင်ငံပြည်တွင်းစစ်မှာအမေရိကန်ရုရှားစတဲ့နိုင်ငံတွေရဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေခြေလှယ်မှုတွေအများကြီးမှအများကြီးကျွန်တော်တို့မြင်တွေ့ခဲ့ကြရပါတယ် ဆီးရီးယားရဲ့ပြည်တွင်းစနစ်မြန်မာနိုင်ငံကစစ်အာဏာရှင်ကိုတော်လှန်တဲ့ပုံစံကတော့မတူပါဘူး။ဒါပေမဲ့အာဏာရှင်ကိုဖျောက်ရှားပြီးခုနောက်ဆုံးဆီးရီးယားကြုံတွေ့နေရတဲ့အခြေအနေတွေမှာတော့တင်ယူလိဒါစရာတွေများတယ်လို့ကျွန်တော်ယူဆပါတယ်။ဒါကြောင့်လဲဆီးရီးယားအခြေအနေတွေကိုအမြဲမပြတ်သတင်းဆောင်မတွေလုပ်နေကြတာဖြစ်ပါတယ်။အာနာရှင်အာဆာတိုင်းပြည်ကနေထွက်ပြေးသွားတဲ့ပြီးခဲ့တဲ့နှစ်2024ဒီဇင်ဘာ8ရက်နေ့ကနေတွေ့ရင်ဒီနေ့အထိလူပေါင်း6300ကျော်တည်ဆုံးခဲ့ပါတယ် ဒီထဲက4900ကျော်ဟာအရက်သားတွေဖြစ်ကြပါတယ်။ကြံတဲ့1600ကျော်ကစစ်သားတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ။လူပေါင်း6300ကျော်ဟာအာနာရှင်အာဆတ်ထွက်ပြေးသွားပြီးမှတည်ဆုံးခဲ့တဲ့အရေးအတွက်ဖြစ်ပါတယ်။အရက်သား4900ကျော်တွေကအနည်းဆုံး1800ကျော်ဟာဘာသာလူမျိုးမတူတဲ့အုပ်စုတွေကြားကတိုက်ခိုက်မှုတွေကြောင့်တည်ဆုံးခဲ့တဲ့အရေးအတွက်ဖြစ်ပါတယ်။အာဆလတကအစဉ်ပြေကောင်းစားခဲ့သူတွေနဲ့လက်ရှိအာဏာယူထားတဲ့အုပ်စုနဲ့ဘာသာလူမျိုးမတူတဲ့အုပ်စုတွေ အထူးသဖြင့်တိုက်ခိုက်ခံရတာဖြစ်ပါတယ်။အများဆုံးခံရတာကတော့အလာဝိုက်တွေပါပဲ။ဒါအပြင်လက်ရှိအစိုးရကိုစန့်ကျင်နေတဲ့အုပ်စုတွေထဲမှာအားအကောင်းဆုံးကလည်းအလာဝိုက်လက်နက်ကိုင်အုပ်စုတွေဖြစ်ပါတယ်။ကျွန်တော်တို့အလာဝိုက်မွတ်စလင်တွေအကြောင်းကိုအနည်းငယ်လေ့လာကြည့်အောင်ပါ။အလာဝိုင်လန်းစင်ကဟိုအစောပိုင်းအစ္စလမ်ဘာသာရဲ့အပွားလန်းစင်တစ်ခုလို့ဘာသာရေးသမိုင်းဆရာတွေကဆိုပါတယ် ဒါပေမဲ့အလာဝိုင်မွတ်စလင်တွေကလက်ရှိဆွန်နီရှီယာပုံစံတွေနဲ့မတူတဲ့ထူးခြားတဲ့ဘာသာရေးတလေထုံးစံတွေရှိကြပါတယ်။ဥပမာ ခရစ်ယာန်တွေရဲ့ခရစ်စမတ်ပွဲကိုကျင်းပတာမျိုးဖြစ်ပါတယ်။ပြီးတော့အစ္စလာမ်ဘာသာဝင်တွေအထွတ်မြတ်ထားတဲ့မက္ကာလိုနေရာမျိုးကိုအထူးတလဲမသွားကြပါဘူး။သူ့လမ်းစဉ်နဲ့ယုံကြည်မှုတချို့ဟာဂျူးဘာသာနဲ့လည်းရောရှိမှုတွေရှိတယ်လို့ဆိုကြပါတယ်။အလာဝိုင်တွေရဲ့လမ်းစဉ်ဟာဟိုးအစောပိုင်းကရှီယာအစ္စလာမ်လမ်းစဉ်တချို့နဲ့လည်းနှိစက်တယ်လို့ဆိုကြပြီးတော့ဒေတာတွေက ရှီယာတွေနဲ့ပြဿနာတက်တာမျိုးမတွေ့ရပါဘူး။အလာဝိုက်တွေနဲ့ဗဒါသလန်တန်တလန်ကတော့ဆွန်နီမွတ်စလင်တွေပဲဖြစ်ပါတယ်။လက်ရှိအိမ်ဆောင်အစိုးရ HDS အဖွဲ့ဟာဆွန်နီမွတ်စလင်ဖြစ်ပါတယ်။ဒါအပြင်အာဆတ်အစိုးရကိုဖြုတ်ချခဲ့တဲ့နေရာမှာဥဆောင်ခဲ့တဲ့ဒီအဖွဲ့ဟာဟိုးရင်ကအာခိုင်တာရဲ့စီးရီးယားလက်ခွဲ ဖြစ်ခဲ့မှုပါတယ်။ဒါကြောင့်လဲကုလသမဂ္ဂအပြင်ဥရောပသမဂ္ဂနဲ့အမေရိကန်တို့လိုကမ္ဘာနိုင်ငံကြီးတွေကဒီအဖွဲ့ကိုအကြမ်းဖက်အဖွဲ့ဖြစ်သတ်မှတ်ခဲ့တာပါ။ ဒီဖွဲ့ကနောက်ပိုင်းမှာမှအာခိုင်တာကနေတရားဝင် ခွဲထွက်နာမည်ပြောင်းပြီးတော့ဆီးရီးယားလွတ်မြောက်ရေးကိုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကုလသမဂ္ဂအမေရိကန်ရဲ့ကမ္ဘာနိုင်ငံကြီးတွေကတော့အခုချိန်ထိသူတို့ကိုအကြမ်းဖက်အဖွဲ့စည်းရင်းတဲ့ကနေမဖယ်ရသေးပါဘူး။အမေရိကန်ကဆီးရီးယားရဲ့လက်ရှိကောင်းဆောင်တဲ့စကားပြောဆိုမှုတွေရှိပေမဲ့သူ့ကိုတော့တရားဝင်အသိအမှတ်မပြုသေးပါဘူး။လက်ရှိကောင်းဆောင်အာမက်အာရှာရာနဲ့သူ့အစိုးရဟာစွန်နီမဟုတ်တဲ့တခြားဘာသာဝင်တွေနဲ့ တခြားလူနည်းစုတွေပေါ်မှာဘလောက်ထိကာကွယ်ပေးနိုင်တယ်လဲဆိုတာကိုနိုင်ငံတကာကတောက်လျှောက်စောင့်ကြည့်နေတာဖြစ်ပါတယ်။ဆီးရီးယားနိုင်ငံမှာဆွန်နီကလူများစုဖြစ်ပြီးတော့တနိုင်ငံလုံးလူဦးရေ80ရာခိုင်နှုန်းကနေ84ရာခိုင်နှုန်းထိရှိပါတယ်။အလာဝိုက်တွေကတော့ဒုတိယအများဆုံးဖြစ်ပြီးတော့10ရာခိုင်နှုန်းကနေ73ရာခိုင်နှုန်းထိရှိပါတယ်။ရုရှားကိုထွက်ပြေးသွားတဲ့အာနာရှင်သမရဟောင်းဘာရှားနဲ့သူ့ဘေးဟာဖစ်အာဆတ်တို့ကအလာဝိုက်မွတ်စလင်တွေပါ။သဘောကတော့ဆွန်နီကြီးစိုးတဲ့နိုင်ငံမှာ လူနည်းစုအလာဝိုက်မွတ်စလင်တွေက အာဏာရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လဲဘာရှားရဲ့ဘေးဟာဖစ်အာဆတ်အာဏာရလာခဲ့တဲ့1980ခုနှစ်လောက်ကတည်းကနေနောက်ဆုံးဘာရှားရုရှားနိုင်ငံကိုထွက်ပြေးသွားတဲ့အချိန်အထိအစိုးရအဖွဲ့တွေအာဏာရှိသူတွေအားလုံးဟာအလာဝိုက်တွေပဲဖြစ်ခဲ့ပါတယ်။အာဏာရှင်နဲ့ပေါင်းပြီးကျွဲဝချမ်းသာသူမှန်သမျှဟာလဲအလာဝိုက်မွတ်စလင်တွေပဲဖြစ်ကြပါတယ်။အာဏာရှင်ကကိုလိုယုံပြီးထွက်ပြေးသွားချိန်မှာတော့အာဏာရှင်လက်ထက်စစ်တပ်မှာအာဏာရခဲ့သူတွေ ရဲစစ်သားလုံခြုံရေးတွေအာနာရှင်ရဲ့အပေါင်းပါတွေပလင်းတူပူးဇော်တွေတချိန်ကအာနာရှင်ကိုမှပြီးကောင်းစားခဲ့သူတွေအားလုံးစီးရီးယားနိုင်ငံထဲမှာကျန်ခဲ့ပါတယ်။ဒီအုပ်စုတွေဟာအာဆတ်ထွက်ပြေးသွားပြီးနောက်ပိုင်းသူတို့လုံခြုံရေးအတွက်ရောအာနာယူလိုက်တဲ့အစိုးရတပ်ကိုမကြိုက်တာကြောင့်ရောလက်နက်ကင်တပ်ဖွဲ့ဖွဲ့ပြီးခုခံမှုကြိုးစားလာခဲ့ပါတယ်။ဒီဖွဲ့တွေထဲမှာ Military Council for the Liberation of Syria ဆိုတဲ့အဖွဲ့ကနာမည်ကြီးပါတယ်။ဘာရှားလက်ထက်ကစစ်တပ်အရာရှိတွေနဲ့ဘာရှားကိုထောက်ခံသူတွေ ပူပေါင်းဖွဲ့စည်းထားတာပါ။ဒါပြင်ရက်ကွက်လိုက်မြို့အလိုက်ဖွဲ့ထားတဲ့အလာဝိုက်အဖွဲ့သေးသေးလေးတွေရှိသေးသလိုအရင်ကအာဆက်သက်စာခံတွေကလည်းဒီအဖွဲ့တွေနဲ့အတူပူပေါင်းတိုက်ခိုက်မှုတွေလုပ်ကြပါတယ်။အဓိကကတော့လက်ရှိအစိုးရရဲ့လုံခြုံရေးဂိတ်တွေလက်ရှိအစိုးရကိုထောက်ခံတဲ့အဖွဲ့တွေကိုပိတ်မှတ်ထားတိုက်ခိုက်ကြတာပါ။ဒီဖွဲ့တွေဟာပြီးခဲ့တဲ့ match လ6ရက်နဲ့9ရက်နေ့တုန်းကတိုက်ခိုက်မှုတစ်ခုလုပ်ခဲ့ပြီးတော့လက်ရှိအာဏာရဲ့အစိုးရလုံခြုံရေးအဖွဲ့ဝင်တွေကိုတိုက်ခိုက်တာမှာ နှစ်ဖက်လုံးအနည်းဆုံးလူ130ကျော်သေခဲ့တယ်လို့ဇီးရီးယားလူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့အဖွဲ့ဖြစ်တဲ့ SOHR ကထုတ်ပြန်ပါတယ်။လူမျိုးရေးတပ်ဖွဲ့အနေနဲ့ပါတယ်လို့သိဆုံးတဲ့အထက်မှာအရက်သားတွေလည်းပါဝင်ပါတယ်။အဲဒီနောက်မှာတော့လက်ရှိအိမ်ဆောင်အစိုးရစစ်တပ်ရဲ့မဟာမိတ်တပ်ဖွဲ့တွေကအလာဝိုက်မွတ်စလင်တွေကိုပြစ်မှတ်ထားလာပါတော့တယ်။ဒီဖွဲ့တွေဟာလက်ရှိအိမ်ဆောင်အစိုးရစစ်တပ်ထဲမှာမပါဝင်ပေမဲ့အိမ်ဆောင်အစိုးရကိုထောက်ခံကြတဲ့အဖွဲ့တွေဖြစ်ပါတယ်။အဲဒီမက်လ6ရက်နေ့9ရက်နေ့နောက်ပိုင်း လူပေါင်းတထောင်ကျော်တည်ကြည်ခဲ့ပါတယ်ဒီလိုမျိုးအာစာထောက်ခံသူတွေအလာဝိုက်လက်နက်ကန်တွေနဲ့လက်ရှိအင်ဆောင်အစိုးရရဲ့မဟာမိတ်တွေကြားကတိုက်ခိုက်တပ်ဖြတ်မှုတွေကြောင့်ခေါင်းဆောင်တဲ့အာမက်အာရှာရာအပေါ်မှာနိုင်ငံတကာကဝေဖန်ခဲ့ရတယ်လို့အသွင်ကူးပြောင်းရေးအပေါ်မှာလည်းအကြီးအကျယ်ထိခိုက်မှုတွေရှိလာခဲ့ပါတယ်ဒီလိုမျိုးအလာဝိုင်းနဲ့ပြဿနာတွေမကဘဲနောက်ထပ်တပူပေါ်တပူဆင့်လာတာကတော့စီးရီးယားနိုင်ငံမှာသရုတ်ထလူဦးရေအများဆုံးဖြစ်တဲ့ဒရုစ်လူမျိုးတွေနဲ့ပတ်သက်တဲ့ပဋိပက္ခပဲဖြစ်ပါတယ် ဆီးရီးယားမှာဇွန်နီမွတ်စလင်နဲ့အလာဝိုက်တွေပြီးရင်တတိယအများဆုံးကခရစ်ယာန်တွေဖြစ်ပြီးတော့900ရာခိုင်နှုန်းကနေ1200ရာခိုင်နှုန်းထိရှိပါတယ်။သရုတ်ထအများဆုံးကဒရုစ်လူမျိုးတွေပါ။ပြီးခဲ့တဲ့ AP လလကုံပိုင်းတုန်းကဆီးရီးယားနိုင်ငံမြို့တော်ဒမတ်စကတ်အပြင်ဘက်ကဒရုစ်တွေနေထိုင်တဲ့မြို့နှစ်ခုမှာတိုက်ခိုက်တပ်ဖြတ်မှုတွေဖြစ်ခဲ့ပါတယ်။ဒရုစ်မြို့နယ်စုဝင်အနည်းဆုံး30ကျော်သေခဲ့ပါတယ်။ဒရုစ်တွေကိုတိုက်ခိုက်တာကတော့ခုနကပြောတဲ့လက်ရှိအင်ဆောင်အစိုးရရဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကင်တပ်ဖွဲ့တချို့ဖြစ်ပါတယ်။ဒီကြောင့်ကိုကျွန်တော်တို့အနည်းငယ်လေ့လာကြည့်အောင်ပါ။ဒရုစ်လူမျိုးတွေကိုးကွယ်ကြတဲ့အစ္စလမ်ဘာသာဟာရှီယက်အစ္စလမ်ရဲ့အပွားတစ်ခုဖြစ်ပေမဲ့သူတို့ကလည်းအလာဝိုက်တွေလိုမျိုးပဲထူးခြားတဲ့ဘာသာရေးဓလေ့တွေကျင့်သုံးကြသူတွေဖြစ်ပါတယ်။ဥပမာမက္ကာကိုမသွားတာရမဇန်ဥပုပ်မဆောင်တာမျိုးတွေဖြစ်ပါတယ်။ပြီးတော့အစ္စလမ်ဘာသာနဲ့လုံလုံဆန့်ကျင်တဲ့လူပြန်ဝင်စားတာမျိုးဒရုစ်တွေကယုံကြည်ကြပါတယ်။ တချို့အစ္စလာမ်နိုင်ငံတွေကတော့ druze တွေကိုမု슬လင်တွေတို့တောင်မတတ်မှတ်ကြပါဘူးဒီလိုမျိုးတခြားမု슬လင်တွေနဲ့ကွဲပြားမှုတွေကြောင့်လဲစီးရီးယားဒေသမှာခွဲခြားဆက်ဆံမှုတွေဖိနှိပ်မှုတွေကိုအုပ်စိုးသူအဆက်ဆက်ခံခဲ့ကြရပါတယ်တကယ်တော့ဒီ druze တွေဟာစီးရီးယားနိုင်ငံတိုင်းမှာအင်မတန်အရေးပါခဲ့သူတွေဖြစ်ပါတယ်စီးရီးယားနိုင်ငံပြည်သက်ကိုလိုနီအောက်ကရုံးထွက်နိုင်မှုဦးဆောင်ပုံကန်ခဲ့တဲ့ခေါင်းဆောင်ဆူတန်အယ် အတရရှ်ဟာဒရုစ်မျိုးနွယ်စုဝင်ဖြစ်ပါတယ်။ဒီရှိချင်းဒီဒရုစ်မျိုးနွယ်စုဝင်တွေအဓိကနေထိုင်တဲ့ Syria တောင်ပိုင်းကနေဒရုစ်တွေကစပြီးပုံကန်ခဲ့ကြပြီးတော့အဲဒီကနေမှ Sunni တွေတခြားဒရုစ်တွေနဲ့ Shia တွေအားလုံးပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ပြောရရင်လက်ရှိ Syria ဆိုပြီးဖြစ်လာတာဟာဒရုစ်တွေရဲ့ဂျေဇူးကြောင့်လို့ဆိုရမှာပါ။ဒရုစ်တွေကလူနည်းစုဖြစ်တယ်လို့ဒီဘက်မျက်မှောက်နိုင်ငံရေးမှာတော့နေရာမရကြတော့ဘူးလို့ဆိုကြပါဗျ။အခုချိန်မှာ ဒုရစုနဲစုတွေဟာဖဲကျင်ခံလာရပြီးတော့ကိုယ့်လူမျိုးစုကိုယ်တိုင်ကာကွယ်ရေးကိုပဲဦးစားပေးလာကြတာတွေ့ရပါတယ်။ဒုရစုတွေမှာလည်းအလာဝိုက်တွေလိုပဲလက်နက်ကင်တပ်ဖွဲ့ရှိပါတယ်။ပြီးခဲ့တဲ့ AB လ29ရက်နေ့တော့လက်နက်ကင်အုပ်စုတစုကဒမတ်စကတ်မြို့ပြင်ကဒရုစ်အများစုနေထိုင်တဲ့မြို့တစ်မြို့ရဲ့ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ဒီပစ်ခတ်မှုဖြစ်ပြီးတိတ်မကြဘူး။အိမ်ဆောင်အစိုးရရဲ့ပြည်ထရေးတပ်ဖွဲ့ဝင်တွေကဖြန့်ပြေဖို့သွားတဲ့နေရာမှာသူတို့လည်းတိုက်ခိုက်ခံခဲ့ရတယ်လို့ထုတ်ပြန်ပါတယ်။ဒရုစ်တွေနေထိုင်တဲ့နေရာမှာပစ်ခတ်မှုဖြစ်ခဲ့တာကတော့ အွန်လိုင်းပေါ်ကအတန်ဖိုင်တစ်ခုကြောင်းလို့အရှိလက်ပိုင်းအခြေစိုက်သတင်းဌာနတွေကဖော်ပြကြပါတယ်။အဲ့ဒီအတန်ဖိုင်ထဲမှာတမန်တော်မိုဟာမက်ကိုဒရုစ်ခေါင်းဆောင်တယောက်ကဆဲဆိုထားတယ်လို့ဖော်ပြထားတာကြောင့်အဲ့ဒီကနေတပ်ဖြတ်မှုတွေစီရောက်သွားတာဖြစ်ပါတယ်။ဘယ်ဟာအမှန်ဘယ်ဟာအမှားဒရုစ်ခေါင်းဆောင်ဟုတ်မဟုတ်အတိအကျမသိရသေးခင်မှာတင်ကောလာဟာလတစ်ခုကြောင့်တပ်ဖြတ်မှုတွေဖြစ်ခဲ့တာပါပဲ။စီရီယအင်ဆောင်အစိုးရတပ်ဖွဲ့တွေတခြားလက်နက်ကင်တပ်ဖွဲ့တွေနဲ့ဒရုစ်တပ်ဖွဲ့တွေကြားကပြစ်ခတ်မှုတွေကြောင့်အ ਨੇ စုံလူ100ထပ်မင်းတည်ကြခဲ့ပါတယ် ီလိုမျိုးဒရုစ်တွေနဲ့ပြစ်ခတ်မှုတွေဖြစ်ပြီးချိန်မှာအစ္စရေးကစီးရီးယားနိုင်ငံတွေကိုလေကြောင်းတိုက်ခိုက်မှုလုပ်လာပါတော့တယ်။စီးရီးယားနိုင်ငံတွေကပြဿနာမှာဘာကြောင့်အစ္စရေးကပါလာရတာလဲလို့မေးရမှာဖြစ်ပါတယ်။ဟိုးရှိမှာကျွန်တော်စီးရီးယားကြောင်းပြောခဲ့တဲ့ဆောင်းပါးတွေမှာတော့အာဆတ်ထွက်ပြေးသွားပြီးတဲ့နောက်ပိုင်းအစ္စရေးကစီးရီးယားတောင်ပိုင်းနဲ့ဂိုလန်ကုန်းမြေနေရာတချို့ကိုဖြည်းဖြည်းချင်းနယ်မြေချဲ့လာတဲ့အကြောင်းပြောခဲ့မှုပါတယ်။ဒါပေမဲ့အခုတစ်ချိန်တိုက်ခိုက်မှုကိုတော့အစ္စရေးကဒရုစ်မျိုးနွယ်စုကိုကာကွယ်တဲ့အနေနဲ့တိုက်ခိုက်တာလို့ဆိုပါတယ်။ ဒရုစ်မျိုးနွယ်စုတွေကဒမတ်စကတ်အပြင် တောင်ဘက်စွန်းအစ္စရေးနယ်စပ်မှာလည်းအများစုနေထိုင်ကြပါတယ်။စီးရီးယားဒရုစ်တွေက အစ္စရေးကို ထောက်ခံသလားဒါမှမဟုတ်လက်ရှိစီးရီးယားရဲ့အိမ်ဆောင်အစိုးရကို ထောက်ခံသလားဆိုတာကိုတော့အတိအကျမသိနိုင်ဘူးလို့ဆိုကြပါတယ်။ဒရုစ်တွေဟာစီးရီးယားမှာလည်းမကဘဲအစ္စရေးနိုင်ငံထဲမှာလည်းအများကြီးရှိကြပါတယ်။ဒီချက်ကိုကင်ထားပြီးနေတန်ယာဟုကဒရုစ်တွေကိုကာကွယ်တဲ့အနေနဲ့စီးရီးယားကိုလေကြောင်းတိုက်ခိုက်တာလို့အကြောင်းပြတာပဲဖြစ်ပါတယ်။ အဲ့နောက်ပိုင်းမှာအစ္စရေးဟာဆီးရီးယားကိုအကြိမ်ပေါင်းများစွာလေကြောင်းကနေတိုက်ခတ်ခဲ့ပါတယ်။မေလ၂ရက်နေ့တုန်းကအစ္စရေးတိုက်လေယာဉ်တွေဆီးရီးယားသမ္မတနန်းတော်နောက်ကိုဘုံပေါင်းများစွာခြေချခဲ့ပါတယ်။အဲ့ဒီညမှာပဲနောက်တစ်ချိန်နေနဲ့လေကြောင်းတိုက်ခိုက်မှု15ချိန်ကနေအကြိမ်20ကြာဇက်တိုက်လုပ်ခဲ့ပါတယ်။အစ္စရေးဦးတည်တာကတော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဝေဟင်ပြတ်ဒုံထားတဲ့နေရာတွေကိုအဓိကထားတိုက်ခတ်ခဲ့တာပါ။ဒီတိုက်ခိုက်မှုတွေကိုလုပ်ရတာကဆီးရီးယားအင်ဆောင်အစိုးရက Druze တွေကိုမကာကွယ်နိုင်တာ ပြီးတော့ဆီးရီးယားတောင်ပိုင်းကိုအိမ်ဆောင်အစိုးရရဲ့တပ်တွေပို့တာကြောင့်လို့နေတန်ညာဟုကအကြောင်းပြပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ဒရုစ်လူမျိုးစုကောင်းဆောင်တွေနဲ့ဆီးရီးယားအိမ်ဆောင်အစိုးရကြားမှာသဘောတူညီမှုတွေလုပ်နိုင်ခဲ့ပြီးတိုက်ခိုက်မှုတွေဆက်မလုပ်ကြဘူးလောလောဆယ်သဘောတူထားကြပါတယ်။နေတန်ညာဟုကတော့တကယ်လို့ဒရုစ်လူမျိုးတွေကိုထပ်ပြီးတိုက်ခိုက်လာခဲ့ရင်အစ္စရေးအနေနဲ့ငြိမ်းနေမှာမဟုတ်ဘူးလို့သတိပေးထားပြန်ပါတယ်။စီးရီးယားနိုင်ငံရဲ့ပြဿနာကိုလေ့လာကြည့်ရင်အာနာရှင်ပြုတ်ကျသွားပြီးတဲ့အချိန်မှာ အချိန်ကအာနာရှင်လက်ထက်အစဉ်ပြေကောင်းစားခဲ့သူတွေနဲ့လက်ရှိအာနာယူထားတဲ့အုပ်စုနဲ့ဘာသာလူမျိုးမတူတဲ့အုပ်စုတွေကြားကပြဿနာကအကြီးမားဆုံးဖြစ်နေတာကိုမြင်ကြရမှာပါ။ဒါပြင်အချိန်ကရန်ကြွေးကိုလက်ရှိမှာအာနာရထားတဲ့အဖွဲ့နဲ့သူ့မဟာမိတ်တွေကကလဲစားချေချင်ကြတာကိုလည်းမြင်ရမှာဖြစ်ပါတယ်။ပြီးတော့အာနာလီဟာနယ်ရှိနေချိန်မို့လို့အိန္ဒိချင်းအစ္စရေးလိုနိုင်ငံမျိုးကအကြောင်းပြချက်မျိုးစုံပေးပြီးတော့တိုင်းပြည်တွေကိုလည်းရောင်းတိုက်ခိုက်မှုတွေလုပ် ပိုင်းနဲ့ချဲ့ထွင်တာကိုပေါ်ပေါ်တင်တင်လုပ်နေတာကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာအစားအဆုံနှาศင်ပြေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေဗျာ